လူတိုင်းမှာလွမ်းစရာရာသီတစ်ခုရှိရဲ့တဲ့အဲ့ဒါမိုးရာသီပေါ့မိုးလေးအောင်လာတာနဲ့အလွမ်းကြီးပြင်းနေနေတဲ့ရင်မတ်တစ်ခုလုံးမှာမျက်ရည်တွေကစေးကျလာတော့တာပဲလေမိုးရာသီကိုချင်းအလွမ်းတန်အောင်ခံနေရမှာပေါ့တဲ့မိုးရာသီနဲ့အလွမ်းခံနေတွေ့တော့ခံနေရခက်ရဲရဲပါပဲဗျာမရပါနဲ့ပြောတယ်မိုးဟာရွာတယ်ပြန်လာပါလို့ပြောတဲ့သူကတော့ပြန်ရောက်မလာဘူးလေမိုးဖွဲလေးတွေကြာနေတော့ပြပြကာကာစွန့်ပြေးသွားတယ်မင်းတို့ နောင်တန်ရာထီတော်လွမ်းလိုက်ခြင်းပါလေ။အော်မိုးရေမင်းတော်ငုံနေပြီဆိုမှတော့ငါဝိတ်တွေကိုမင်းလည်းမြင်ရောပေါ့။ငငယ်တော်တော့မိုးရွာရင်မိုးရေချုံမေးတယ်။အခုတော့မိုးရွာရင်မင်းကိုလမ်းမေးဖြစ်နေပြီလေ။မိုးဆက်တရားမင်းကိုနာကျင်စေခဲ့တာမလို့တခါတလေတော့လေကိုမုံမိပါလေ။ဒါပေမဲ့မင်းကနာကျင်စေတဲ့အရာအမှပုံပြီးသဘောကျတဲ့သူမလား။ မိုးရသည်ဟာအလွန်ရသည်ပဲလေလွမ်းစရာတွေရှိမနေလေကို့မှာမင်းကိုရှာချန်လွမ်းရတယ်မိုးပူတဲလာလေလေမင်းကိုပို့ပြီးတော့လွမ်းလာလေလေပဲအခြေဘလို့စိတ်နေများဖြည့်သိရမလဲမတက်နိုင်ခဲ့ပါဘူးမိုးရီမရဘူးရေသတိမရဘူးရေတယောက်တည်းဆိုတဲ့အတွေ့အကြုံထွက်ပြေးဖို့ရေပေါ့ဒီလူဘလောက်တောင်လွမ်းနေလေတည်တည်ရဲ့နဲ့အလိုက်မတည့်ရွာချတဲ့မိုးကြောင့်လေကျွန်တော်မှပို့ပြီးလွမ်းရပြန်တယ် ဝတန်ရာသီမှာ ပြန်လာမယ်ဆိုတဲ့အမျိုးသမီးလေးအခုမိုးတွေရွာနေပြီဘာလို့များပြန်မလာသေးရလဲမင်းရှိတဲ့အရာမများမိုးခေါင်နေရောသလားကွယ်ပြန်မလာမှတော့မိုးဝလည်းငိုကိုယ်ဝလည်းပြိုပြီးဖို့အခြေဝတန်ရာသီနဲ့တူအေးဆက်သွားတဲ့မင်းရဲ့ဆက်ဆံရေးတွေကြောင့်ဒီနေ့မိုးကလာမနေ့ကထထောင်ကိုတွေ့ပို့ပြီးတော့အေးစီပါလေမပိုင်ဆိုင်ရာချင်းတွေကြားထဲမှာ နေသားကြလာပြီဆိုတော့ဝေးတော့ရက်မှာ ခြေတန်ကစားနှွေးပါစေခြေတန်ကစားတာယာပါစေမင်းဒီတွေလေးနေပြီးပါလို့မှာခြင်းနေဂယုဆိုင်ပါချစ်တော်ပြန်လာပြန်လာခြင်းချောင်းလေးတော့ဖြေပါဒီလိုမျိုးတလာရင်အသက်ရှူချလာတယ်ဒီတိုင်းဆက်သွားရင်ဒီတိုင်းတော့